ါပါရှင်ခေတ္တမန္တလေးသတင်းဌာနမှနောက်ဆုံးရသတင်းသတင်းထူးများကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပထမဆုံးဗောနေနေထိုင်းမြန်မာနယ်စပ်နီးစကောင်းစီခမာယ24တာလေးပြွာစကန်ကို KNL ပူပေါင်းတပ်များကအပိသက်သိမ်းပိုက်ရရှိကျင်းပြင်းနယ်လှိုင်းမွေးမြို့နယ်ထိုင်းမြန်မာနယ်စပ်နီးစကောင်းစီတာလေးပြွာစစ်စကန်ကို KNL ပူပေါင်းတပ်များကအပိသက်သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်ဤပြောဆိုချက်နှင့်ထိုင်းသတင်းဌာနများဤပြောပြချက်ရသိရှိရပါသည် မေလ၁၀ရက်နေ့နနက်စောပိုင်းမှစတင်၍ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ခင်အညူတမဟာခွနင်းနယ်မြေတွင်ရှိစစ်ကောင်စီခမာယာ၂၄တရင်ဤတာလေပြူအားစစ်စခန်းကို KNL ပူးပေါင်းတပ်များကပြင်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကလည်းစခန်းမကျစေရအတွက်တိုက်လျင်ဖြင့်တရှောင်းလုံးခုခံခဲ့ကြောင်းမေလ73ရက်နေ့ညနေ6:00မိနစ်ဝန်းကျင်အချိန်တွင်အဆိုပါစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် စကန်ကတော့ရသွားပါပြီစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုနဲ့လက်နက်ခဲယံသိမ်းဆီးရရှိမှုအခြေအနေကတော့မသိရသေးပါဘူးထွက်ပြေးသွားတဲ့လူတွေလည်းရှိပါတယ်ဒီစကန်ကအရေးပါတဲ့ပြည်အစစ်စကန်ကြီးဖြစ်ပါတယ်ဟု KNU သတင်းမြစ်ကပြောဆိုပါတယ်မေလ9ရက်နေ့တွင်အကြမ်းမဲ့စစ်ကောင်စီ၏တခေါ်ပြီးခွေးစစ်စခန်းကို KNL PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မေလ13ရက်နေ့တွင်တာလေပြူအားစစ်စခန်းကိုထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ရာရပ်ပိုင်းတွင်စစ်စခန်းများကို KNL တပ်မှ9တပ်များကစလိုက်သိမ်းပိုက်နေခြင်းလည်းဖြစ်ပါသည် KNU ကထိုင်းမြန်မာနယ်စပ် KNU တမဟာခုနှစ်နေမြေပိုင်းအတွင်းရှိစစ်ကောင်စီစခန်းများအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာမြောက်ဒီမြို့နယ်အတွင်းရှိစစ်ကောင်စီမော်ဖိုးကီစခန်း၊ကြော်ကီထားစခန်း၊နော်တရာစခန်း၊ဝမ်ခါသစ်စခန်းများတွင်လည်းတိုက်ပွဲများကုဆလာနယ်ကြောင်းသိရှိရပါသည်။ဒုတိယတပုံအနေနဲ့ငစွန်တွင်လူငယ်များကိုတင်းကျပ်စစ်မှုထမ်းရပေါ်တာဆဲဖန်စီနေသောရှီရောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပြက်ကတ်ခံရ မန္တလေးတိုင်းငဇုံမြို့နယ်ရှီတောင်ကျွရနေစကောက်စီတောင်းတိုင်အုပ်ချုပ်ရေးမှူးထုံးဦးကိုပြစ်ခတ်ဖမ်းဆီးရနေရာမှာပင်ပွဲချင်းပြီးတည်ဆုံသွားကြောင်းတက္ကနီပြကြားတဲ့ဖွင့်မြင်းချမ်းမတာဝန်ရှိသူတို့ကပြောကြားထားပါသည်ယမန်နေ့မေလ12ရက်နေ့ညနေ9:30မိနစ်ကစကောက်စီနေပပောင်းတက်များကပြည်သူလူထုကိုအနိုင်ကျင့်ဖို့ကြာနေသောငဆုံမြွနဲ့ရှီတောင်ကျွရအုပ်ချုပ်ရေးမှူးဦးထွန်းဦးကိုမြင်းချန်တိုင်းနဲ့တော့တက္ကနီပြကြပြည်သူကကွယ်တပ်ဖွဲ့မှရဲဘော်များကဝန်ရောက်ဖမ်းဆီးခဲ့ကြောင်း ထို့သို့ဖန်စီချင်းရဲဘော်များအားပြန်လည်ခုခံပြီးထွက်ပြေးရန်ကြိုးစားတာကြောင့်ပြစ်ခတ်ဖန်စီရမှာတည်ဆောင်းသောအချင်းဖြစ်ကြောင်းသိရှိရပါသည်သူကပြန်ပြီးတော့ခုခံဖို့သူပါရဲ့လက်ပြပုံစနတန်ကိုဖြုတ်ဖို့ကြိုးစားနေတဲ့အတွက်ပြစ်ခတ်ခဲ့ရတာအဲ့လိုမဟုတ်ရင်တော့အရှင်ဖန်ဖို့ပေါ့သူကိုဖန်ဖို့ကြရင်ကျွန်တော်တို့အရင်နေ့တွေကတည်းကခြောက်နေတယ်ခြောက်တော့အင်ကိုပြန်မလာတော့ဘူးကျွန်တော်တို့ပြန်ထွက်လာချိန်မှာသူကပြန်ဝင်တာအခုကသူပြန်ဝင်တဲ့အချိန်ခြောက်နေတာအခုကအင်မမဟုတ်ဘူးလမ်းမတင်တွေ့တာ ူလာရာမြင်တော့ဆိုက်ကရက်ခိုင်းတာသူကမရက်ဘူးအတီးကိုချုပ်ပြီးတော့ကျွန်တော်တို့ကိုခုခံမှုစူးစားတာနဲ့ပြစ်ခတ်ဖန်စီလိုက်ရတာဟုတ်ငကနီပြကြားတက်ဖွဲမြင်းချမ်းမတာဝန်ရှိသူတို့ကပြောကြားထားပါတယ်တေဆောင်းသားသောအသက်54နှစ်အရွယ်ရှိအော်ချော်ရင်မူထုံဦးထံမှလက်ပြပုံနှလုံးနဲ့နိုင်ငံသားစီစဲကပြားတခုတို့ကိုသိမ်းဆီရရှိခဲ့ပြီးပြည်သူကကွေတဖုံများထိခိုက်မရှိဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ငကတိပြကြားတက်ဖွဲမြင်းချမ်းနေဖြစ်စကောင်စီနေပူပေါင်းက ပြည်သူများကိုမတရားစစ်မှုထမ်းစခိုင်းခြင်းရလုံဆောင်ခြင်းပေါ်တာဆွဲခြင်းဖန်စီခြင်းစသည့်ပြည်သူလူထုပေါ်မတရားသဖြင့်အနိုင်ကျင့်ပိုကြနေသူအုပ်ချုပ်ရေးမှုပြုစောသည့်စစ်သားရဲများအလုံးကိုဆက်လက်၍ရှင်းလင်းသုတ်တင်သွားမည်ဖြစ်ကြောင်းအတည်ပြုထားပါသည်တတိယတပုံနေနေရန်ကုန်တွင်စစ်မှုထမ်းခိုင်းရန်အသက်မပြေသေးသောចောင်းသားမောင်ထွေရန်ပါဝင်လူငယ်အုပ်ကိုစစ်သားဖြစ်ရောင်းစခင်ရမှုစစ်တပ်လော်ဘီများဝန်ခံလက်ကူရင်လည်းလူစားထုတ်စစ်မှုထမ်းများအယောင်ဝယ်လုံးနေ နိုင်ငံမျိုးရင်းစမှုထန်ခိုင်ရန်အသက်မပြေသေးသောចောင်းသားမောင်ထဝင်းရပါဝင်လူငယ်များကိုစစ်သားဖြစ်ရောင်းစားခင်အမှုများရှိနေကြောင်းစစ်တပ် lobby များကဝန်ဖန်ပြောဆိုလိုက်ပါတယ်။မေလ23ရက်နေ့စစ်တပ် lobby နောက်တော့ကလေးလောက်ကနေသည့်မြန်မာ National Post Telegram Channel မှာတက်စဉ်ကွန်ချန်ကုံမြို့နယ်ဗကကြည်ရွာအုပ်စုတောက်ကဆော့ကြည်ရွာမှာចောင်းသားမောင်ထဝင်းရဲနဲ့ဖောင်မိုးစင်အောင်တို့နှစ်ဦးရန်ကုန်နယ်သွားရအလို့ရှာဖွေရမှာ စမုထန်တသားများဖြင့်ဖန်စီအောင်စားခလိုက်ရကြောင်းမိဘဆွေမျိုးများနှင့်တွေ့ဆုံမေးမြန်း၍ထုတ်ပြန်ထားပါသည်ဧပြီလ29ရက်နေ့ကွန်ချန်ကုန်းမြို့နယ်ပကောက်ကျေးရွာအုပ်စုတက္ကသိုလ်ကျေးရွာမှဆန္ဒတန်းចောင်းသားမောင်ထွေရန်နှင့်အကိုဖြစ်သူမောင်မိုးချင်တော်တို့ကရန်ကုန်တွင်အလုသွားလုံရန်ထွက်သွားခဲ့ကြောင်းယင်းနောက်မေလ10ရက်နေ့တွင်လူချဦးကစစ်စီမင်းမြန်ရန်ရှိသည်ဟုဆိုကဖန်စီသွားပြီးရမဲသိန်းစစ်တက်လိချင်းចောင်းတို့ပို့ဆောင်ခလိုက်ရကြောင်းသိရှိရပါသည် ဥထရောင်ရဲ့သားမောင်ထွေရန်က17တန်းဖြည့်ပြီး17တန်းတရမဲ့သူပါနောက်တဦးကမောင်မိုးချစ်နှောင်းတို့ဖြစ်ပါရင်ចောင်းသားကစမူထန်နဲ့မဆိုင်သေးပါဘူးအသက်20နှစ်အရွယ်တဦးကလည်းနိုင်ငံတော်ကစင်ကာပူစာရီပါရီမရသေးဘူးအဲဒါကြောင့်ပြန်လဲအနေစီချင်ပါရင်ပြည်သူစမူထန်ဖို့ရောင်းစားခံလိုက်ရတာခေါ်စာလဲမရသေးပဲလှည့်စားခင်ရခြင်းကိုလုပ်လိုက်ရတာပါသောနာကတို့ကိုနဲ့ចောင်းပိတ်တဲ့အချိန်မှာရငုံငုံလောက်သွားလို့မဲဆိုပြီးတော့တက်သွားတာရမဲတင်လီချင်းကိုရောက်နေပြီးတဲ့ လူငါရခြာရကပဲသွားမလို့လဲစစ်စစ်စရာရှိရဲဆိုပြီးခေါ်သွားတာကနေရောင်းစားခံလိုက်ရတာဟုဖုန်ကြီးဦးပညာဝန်သားစစ်တပ် lobby channel မှာတစင်မင်ကြားထားပါရီအလာတူရန်ကုန်တိုင်းလေကူးမြို့နယ်ဘူရင်ကလေးကျွော်အုပ်ချုပ်ရေးမှုမျိုးတိုင်ကလူစားထုတ်စမှုထံသတ္တရောင်းဝယ်မှုများထောက်ဆောင်ရရှိကြောင်းဒေသပြည်သူများကပြောဆိုကြပါရီ ပေါ်ရင်ကလေးကျွာမှာအုတ်ချွေမှုမျိုးတိုင်းကဖွဲ့စားများဖြစ်ဆေးရကွင်းကျွာနှင့်တန်လိုင်းအောင်ခိုင်မိုးတို့ကိုဆီလို၍ပုဂိုလ်တိုင်းနှင့်အယောက်ဒီတိုင်းတို့မှလူငယ်များကိုအလုံးလုံးရမည်ဟုဆိုကားလေးလဲခေါ်၍လူစားထုတ်စမှုထံတသတဲ့များဖြစ်ရောင်းဝယ်လုံနေခြင်းဖြစ်ကြောင်းသိရှိရပါသည်အော်ဒီမျိုးတဲ့ကအယောဒီတိုင်းနဲ့ပုဂိုလ်တိုင်းမှလူငယ်တွေကိုပွဲစားတွေလွတ်ပြီးလိန်ခေါ်နေပါတယ်။အလို့ရမယ်ဆိုပြီးလူစားထုစမှုထံတက်တာရီဖြစ်စစ်ထဲကိုရောင်းစားနေတာပါ။ တင်ခေါ်လာတဲ့လူငယ်တွေကိုလူစားထိုးအဖြစ်စမှုထမ်းရမယ်လူငယ်ရဲ့မပွန်တင်နေတဲ့အပြောင်းလဲလုပ်ပြီးစစ်တပ်တဲထဲတာအကုံပေါင်းစားနေကြတာဟုရင်ဖြစ်စင်ကိုသိရှိထားသူကပြောကြားထားပါတယ်။ထို့ပြင်ရန်ကုန်တိုင်းလှေကူမြို့နယ်ဘိုးရင်ကလေးကျွာတွင်အုတ်ချုပ်ရင်မှုမျိုးတဲနေတဲ့အဖွဲ့ကစမှုထမ်းခြေအဖြစ်အိမ်အောင်စုတစုလျင်ငွေကျပ်9000ကျပ်နှုန်းဖြင့်အိမ်အောင်စုပေါင်း150ကျော်ထံမှငွေကြေးများကောက်ခံနေကြောင်း စမုထရာမြေလူငယ်များ၏မိသားစုများထံမှလည်းလူစားထိုးခြင်းများဖြင့်အနည်းဆုံး15သိန်းချက်သိန်း30အထိကောက်ခံလျက်ရှိကြောင်းသိရှိရပါသည်။နောက်ဆုံးအနေနဲ့တင်းဆက်ပြီးခြံတဲ့တဲ့ကြောင်းလည်းကတော့မုံမြုံနဲ့အောင်ကြီးညပင်သားကြီးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်အဖိုးနဲ့အဖွားနှစ်ဦးပွေချင်းပြီးတေဆုံးမုကောမြို့ကိုလည်းညသကောင်ရန်ချိန်စစ်တပ်ကလင်းရင်နဲ့ပုံချင်းဘကိုတိုင်းညောင်လေးပင်ခရိုင်မုံမြို့နဲ့အောင်ကြီးညမင်းသားကျေးရွာကိုစစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းကြောင့်အဖိုးနှင့်အဖွားနှစ်ဦးသေဆုံးသွားကြောင်းသေဆုံးသူနှစ်ဦး email ဆေးများကပြောကြားထားပါတယ်ညမနေ့မေလ23ရက်နေ့နေ့ပိုင်းပဲခူးတိုင်းညောင်လေးပင်ခရိုင်မုံမြို့နယ်အောင်ကြီးညမင်းသားရကြေးရွာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်ခဲ့ရာအသက်80နှစ်ရွယ်ဦးအောင်ကြီးနဲ့အသက်80နှစ်ရွယ်ဒေါက်တော်တို့နှစ်ဦးသေဆုံးခဲ့ပြီး10နှစ်ရွယ်ကလေးငယ်တဦးလည်းထိခိုက်ခဲ့တရားရရှိခဲ့ကြောင်းဘုံကျဲချောင်းမှုကြောင့်ဖုန်တော်ကြီးကြောင့်နေနေအိမ်ချုပ်ပျက်စီးခဲ့ရကြောင်းသိရှိရပါသည် ဖာတိုက်ပွဲမှာမရှိဘဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ရွာပေါ်တိတိကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာ။ရွာမှာကဖေတော်လည်းတက်မှလည်းတက်ဆွဲထားမျိုးမရှိဘူး။ပြည်သူတွေပဲနေကြတာပါဟုဆွေမျိုးတို့ကရှင်းများပါတယ်အလားတူယမနေ့ည09:55မိနစ်ချိန်နဲ့ည17:50မိနစ်ချိန်တီအန်လေးကတင်ပိုင်ထားသောမန္တလေးတိုင်းမုကုံမြို့ကိုအတမ်းမဲ့စကားစီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ မနေ့ညက9:55မိနစ်ချိန်မှာမူကုတ်148ကိုပုံချဲတဲ့နောက်ပြီးတော့ည7:50မိနစ်မှာရွှေလေးပြာကိုတစ်ချိန်ပုံချဲချတဲ့ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးဘူး။ပေါင်900ပုံတွေချဲချတာဖြစ်ပါတယ်ဟုဒေတာစီရီသတင်းမြေကရှင်းပြပါတယ်။အကြမ်းမဲ့စကောင်းစီကားခုခေပိုင်းတွင်နိုင်ငံတော်ဝန်တို့ပြည်သူများထိခိုက်ဒေဆုံးမှုများပြားစေသည့်အလွန်ဆိုးဝါးပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်သည်ကိုမြင်တွေ့ရပါတယ်။ ဟုတ်ကဲ့ပါရှင်ခေတ္တမန်လေးတင်ဌာနမှတင်ဆက်မှုကိုဒီလနဲ့ပဲရန်နာပြပါစီအားလုံးပဲကိုစိတ်နှပြစမ်းမရှင်လန်းကြပါစီရှင်